ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ရည်ကြီးနဲ့လှုပ်ထားတဲ့အိမ်အပိုက်တိတ်ဟိုးရှိရှိတော့ကတော်တော်မှနှစ်တွေအလုံးပျော့ပျော့ရွှင်ရွှင်နေကြပါရဲ့အဲ့ဒီတော်ရဲမှာလာဒိုးဆိုရင်ငှက်တကောင်ရှိပါရဲ့ လာတို့ရဲ့အိမ်သားမှာဝဝဆိုတဲ့ငှက်တကောင်လေးရှိပါရဲ့ဝဝဟာကိုဝင်ရှိတာတလားခန့်ရှိပါပြီဝဝဟာကိုဝင်ရှိတဲ့အတွက်အလုပ်တွေအများကြီးမလုပ်နိုင်ပါဘူးဝဝနင်ဘာဖြစ်နေရလဲဘာဖြစ်လို့စိတ်ညစ်နေရလဲဘာစိတ်ညစ်နေရလဲပြောပြလေဟုတ်တယ်လာတို့ငါမကြခင်မှာကလေးမွေးတော်မယ်ငါအိမ်ကိုအခုထိကန်းကောက်ဆောက်လို့မပြီးသေးဘူးအဲ့ဒါကြောင့်ငါစိတ်ညစ်ပြီးဝမ်းနေနေရဒါနဲ့နင်ဘယ်လိုသွားနေရလဲအိမ်ကောင်းကောင်းတလုံးဆောက်ဖို့အတွက်တိရွတ်တွေတိတ်ကိုင်းတွေစုဆောင်းနေရ သူတို့နှစ်ယောက်စကားပြောနေတဲ့အချိန်မှာမီနူးငက်လျာရှောက်လာပါယ်။နင်တို့နှစ်ယောက်ဘာစကားကြီးပြောနေကြလဲ။ငါ့ကိုလည်းပြောပြအောင်လေ။ဘာမှတော့မဟုတ်ပါဘူး။မကြခင်မှာဝဝကလေးမွေးတော်မှာသူ့အကုံဝင်ရှိတဲ့အတွက်သူအိမ်မဆောက်နိုင်ဖြစ်နေရ။အဲ့ဒါကြောင့်ငါစဉ်းစားနေရငါတို့ငက်တွေအားလုံးပေါင်းပြီးဝဝရဲ့အိမ်ကိုဆောက်ပေးလိုက်ရအောင်လေ။ပြီးကြရင်ငါတို့တွေအိမ်ကြီးကိုဆောက်ပြီးနေလို့ရတယ်။မီနူးရေငါတို့ကကူညီပေးနော်။ငါလေးနဲ့ကူညီပေးပါမယ်။ငါလည်းအင်းတို့နဲ့အတူလိုက်ပါမယ်။ ။တစ်ကိုင်းနေတည့်ရွက်တွေလည်းလိုက်တဲ့ပြီးမယ်။ငါတို့အကောင်လုံးတရင်ထဲမှာပျော့ပျော့ရွှင်ရွှင်နေကြမယ်။အဲဒီအချိန်မှာမီနူဝဝနဲ့လာတူတူကအင်းစားဖို့အတွက်မြေကြီးတွေသွားရှာကြပါ යි ။ခဏကြာရဲ့အချိန်မှာကာလူကြီးကန်တကောင်တွေးလိုက်ပါ යි ။ကာလူကြီးကန်ကတစ်ကိုင်းပေါ်မှာထိုင်ပြီးသူ့ရဲ့အတိုက်ကိုမီးရှို့နေရပဲဖြစ်ပါ යි ။အဲ့ဒီအချိန်မှာစာကလေးသုံးကောင်လုံးဟာကာလူကြီးကအနောက်သွားထိုင်လိုက်ပါ යි ။ကာလူနေတရာဘာလို့နေရလဲအတိုက်ကိုဘာဖြစ်လို့မီးရှို့နေရလဲ ဒီတိုက်ကိုမီးရှို့နေရမှာမဟုတ်တာငါဒီတိုက်ကိုမီးခင်နေရတိုင်မဲ့အတိုက်ကိုဘာဖြစ်လို့မီးခင်နေရလဲဘာဖြစ်လို့လဲဆိုတော့အရင်တော့ကအတိုက်ဆိုင်ထားတော့ကလီမုန်တိုင်းနေအများကြီးတိုက်တဲ့အတွက်ငါအတိုက်ကျိုးပြီးအောက်ကိုပြုတ်ကျသွားတယ်။အဲဒါကြောင့်ငါတောင်ပေါ်မြေကြီးတွေယူလာပြီးတော့အတိုက်ဆောက်ထားတာ။တိုင်မဲ့နေရဘာဖြစ်လို့ဒီအတိုက်ကို မီးရှို့နေရလဲမဟုတ်ဘူး။ငါဒီအတိုက်ကိုမီးရှို့နေရမဟုတ်ဘူးမီးခင်နေရ။တကယ်လို့ငါဒီအတိုက်ကိုမီးရှို့ထားမယ်ဆိုရင် ငါအတိုက်အရန်ကိုခိုင်မာသွားလိမ့်မယ်။ဘလောက်ပဲပြင်းတဲ့လေပြင်းမုန်တိုင်းတိုက်ပါစေ။ငါအတိုက်ကဘယ်တော့မှကျိုးတော့မှာမဟုတ်ဘူး။ကာလူတီလိုပြောလိုက်တဲ့အချိန်မှာမီနူးငက်ကလေးကအကြံတစ်ခုရသွားပါတယ်။ကာလူ၊နေရခိုင်မာတဲ့အတိုက်ကိုစောက်ပြီးမယ်။မင်းရဲ့အတိုက်ကတိတိလေးပဲ။ငါကတောင်ပေါ်ကဒီလောက်မြေကြီးပဲတဲနိုင်တာ။အဲ့ဒါကြောင့်ငါအတိုက်ကသေးနေရ။ကာလူရဲ့ငါနဲ့အကြံဉာဏ်တစ်ခုပေးမယ်။တကယ်လို့နေမြေကြီးနဲ့အိမ်ကြီးစောက်မယ်ဆိုရင် ငါတို့တွေနေ့ကငါကူညီပေးမယ်။မင်းတို့မြေကြီးနဲ့လုံမယ်ဆိုရင်မြေကြီးတွေအများကြီးလုံမှာပေါ့။ကာလို့မြေကြီးအတွက်နေစိတ်ပူစရာမလိုပါဘူး။အတိုက်စားဖို့အတွက်လူတမျှမြေကြီးကိုငါတို့နဲ့ယူလာပေးမယ်။ဒါပေမဲ့ခမရခိုင်မာပြီးကောင်းတဲ့အိမ်တစ်လုံးတော့စောက်ပေးရမယ်နော်။ကဲမင်းတို့ရေငါတို့သွားပြီးမြေကြီးကိုသွားယူကြမယ်။ဟောပါနေ့မှာကိုဝင်ရှိတဲ့အတွက်အလေးကြီးတွေတက်လို့မရအောင်ငါတို့ကတငယ်ချင်းနှစ်ယောက်ကိုအတူခေါ်သွားမယ်။နေကငါတို့ယူလာမြေကြီးတွေကိုကြည့်ပေးထား။ ငါတို့တွေမြေကြီးအများကြီးတင်လာပြီးဒီလိုပဲယူလာမယ်။အဲဒီအချိန်မှာစာကလေးသုံးကောင်လုံးဟာမြေကြီးယူဖို့အတွက်ထွက်သွားကြပါလေ။ငါလည်းအင်ကြီးကြီးစောက်ဖို့အတွက်ဒုတ်တွေအများကြီးရှားလာအောင်မယ်။ပြီးရင်သူတို့တွေမြေကြီးယူလိုက်အဲကိုကောင်းကောင်းစောက်လို့ရပြီ။ပြီးရင်အဲ့မြေကြီးနဲ့လှုပ်ထားတဲ့အဲကိုမိကောင်းကောင်းကင်းမရမယ်။အဲ့ဒါမှအဲ့အိမ်မှာကောင်းကောင်းနေလို့ရမှာ။ဒီဘက်မှာတော့စာကလေးသုံးကောင်လုံးဟာနီလာစီကိုရောက်လာကြပါလေ။လာတော့နီလာအကျိုးကြောင့်အားလုံးပြောပြလိုက်ပါလေ။ နီလာလည်းသူ့အိမ်ကိုစောက်ဖို့အတွက်ထိုင်စင်းစားနေပါအဲဒီအချိန်မှာနီလာလည်းသူတို့နဲ့အတူအလောက်လုပ်ဖို့လက်ခံလိုက်ပါမီနူရေငါတို့ကတကယ်အိမ်ဆောက်မယ်မလားတကယ်လို့ငါတို့ကာလို့ကြီးကန်အိမ်မဆောက်ပေးနေစရာအိမ်မရှိတလို့ဖြစ်သွားလိမ့်မယ်ငါတော့မထင်ဘူးကာလို့အိမ်ကောင်းကောင်းစောက်နိုင်မယ်ဆိုတာတကယ်လို့ငါတို့တွေသူ့အမေကြီးလာပြီးပေးပေးမယ်အိမ်မဆောက်ရင် အကောင်လုံးလက်ကားဖြစ်သွားလိမ့်မယ်ငါကာလို့ယုံကြည်ပါတယ် ငါတို့တွေလိုတလောက်မြေကြီးတွေတဲပြီးယူလာရမှာ။မြက်ကလေးတွေအားလုံးကတောင်ပေါ်ရောက်လာကြပါရင်အဲ့ဒီနေရာမှာမြေကြီးတွေအများကြီးရရှိပါရင်တစ်ဖက်မှာတော့ဘဝဟာမြေကြီးတွေအများကြီးထုတ်ပေးပြီးမြက်ကလေးတောင်းကောင်ကမြေကြီးတွေကိုတဲလာကြပါရင်အဲ့ဒီချိန်မှာမီနူကထိုင်ပြီးစဉ်းစားနေပါရင်ဟာလက်တွေနာလာပြီးဒီမြေကြီးတွေယူလာရအရန်ပင်ပန်းနေငါမြေကြီးတွေလုံးဝမတွေ့ချင်တော့ဘူးငါတခုခုလုံးဝဖြစ်မယ်အကူကလူကြီး ဒီအင်ကိုစောက်ဖို့အတွက်မြေကြီးဘလောက်ယူလာရမလဲအများကြီးတော့မဟုတ်ပါဘူးနောက်ဆယ်ကောင်းလောက်ပဲတည်လာရမှာကာလုံးတီလိုပြောလိုက်တဲ့အချိန်မှာမိနူးငက်ကလေးကအရန်ကိုလှန့်သွားပိုင်းတကယ်လို့ငါမြေကြီးတွေအများကြီးတည်လာရင်အရန်ပင်ပန်းသွားလိမ့်မယ်ငါတခုခုလုံးမဖြစ်မယ်မိနူးရေနီဒီလောက်ကြာရင်ဘာစဉ်းစားနေရလဲငါတို့တွေအမြန်သွားပြီးတံမွတ်မြေကြီးသွားယူကြမယ်မဟုတ်ရင်ငါတို့တွေနောက်ကျသွားလိမ့်မယ်ကဲသွားရအောင်ငက်တွေအားလုံးပြန်တန်းသွားတဲ့အချိန်မှာဟာ နာလိုက်တာမင်းတို့ဘာဖြစ်တာလဲဘာဖြစ်လို့អော်နေရလဲဟာငါခါရင်အရန်ကိုနာနေပြီငါနင့်ကိုဘလို့ပြောရမလဲမသိဘူးငါနင်တို့လိုမျိုးအပြုံမမဟုတ်တာငါနင်တို့လိုမျိုးအလုပ်တွေကံကံမလုပ်နိုင်ဘူးငါခြေတော်တွေအရန်နာနေပြီပြီးတော့ငါအတောင်ပံ့နေလဲနာလာပြီငါထင်နေငါဘယ်တော့မှမပြန်တန်းနိုင်တော့ဘူးဘာမှမဖြစ်ပါမင်းတို့ရဲ့နေဒီမှာပဲစောင့်နေငါတို့တွေမြေကြီးတွေယူလာခဲ့မယ်တကယ်လို့နင်းနဲ့သူတို့နဲ့ပဲလိုက်သွားရင် တီအိုဘသူစောက်မှာလေသူတို့တွေစကားပြောနေတဲ့အချိန်မှာတရင်ပေါ်တဲ့ဈေးကွက်နှကောင်ကရှောက်လာပိုင်းကျွန်တော်တို့ပြောတာကိုတေချာနားစီပေးကြပါရှာတီဥရုတရင်ကမကြခင်မိုးရွာပြီးမုန်တိုင်းတွေတိုက်မယ်ဆိုတာပါပဲလေပြင်းမုန်တိုင်းကြောင့်တောရင်မှာရေကြီးမှုတွေအများကြီးဖြစ်နိုင်နေဆိုတာလေပြင်းမုန်တိုင်းကြောင့်တောရင်မှာရေကြီးမှုတွေအများကြီးဖြစ်နိုင်နေဒီတော့ခမားတို့တွေအားလုံးအိမ်ကန်းကောင်ဆောက်လိုက်ကြပါလို့ပြောချင်ပါတယ်။အော်ဒုက္ခအကြီးကြီးရောက်လာပြီပဲ။ငါတို့တွေဒီအိမ်ကိုအမြန်ဆောက်မှဖြစ်မယ်။ ကဲတငယ်ချင်းတို့ငါလဲအင်းတို့နဲ့အတူမြေကြီးတွေလိုက်ယူပေးမယ်မင်းတို့ပြောတာမှန်နေနင်ဒီအင်းတို့ဒါအမြန်ဆောက်ပေးပါငါတို့မြေကြီးတွေအမြန်ယူလာပေးမယ်နင်လဲဒီအင်းအမြန်ဆောက်ဖို့ဒါကြိုးစားပေးအဲ့ဒီချိန်မှာငှက်တွေအလုံးဟာမြေကြီးတွေယူဖို့အတွက်ထွက်သွားကြပါတယ်ကောင်းလိုက်တာကွာအမြဲတမ်းလို စင်ကျင်ပေးပြီးအေးစိမ့်နေလို့ရပြီဟဲ့ကလူနေပါလို့နေရလဲနင်အင်းအမြန်ဆောက်လေမဟုတ်ရင်ငါတို့တွေမိုးရွာထဲမှာစိုးသွားလိမ့်မယ် အဲ့ချိန်မှာကာလူကမြေကြီးတွေယူပြီးတုတ်ချောင်းတွေအပေါ်တုတ်လိမ့်နေပိုင်းကာလူကမြေကြီးတွေတုတ်လိမ့်နေရဲ့အတွက်အတောင်မန်တွေအားလုံးညစ်ပတ်သွားပိုင်းလာတိုးနဲ့နီလာကမြေကြီးတွေတဲလာပြီးကာလူကိုပြီးသွားပိုင်းမီနူကဘာအလုံးမှမလုပ်ဘဲသူများတွေကိုပဲအလုတ်ခိုင်းနေပိုင်းဟုတ်ပြီငှက်တွေအလုတ်ကိုလုံးဝမရက်ပဲဇက်တိုက်ကြိုးစားထားနောက်နှစ်ခါလောက်ပဲမြေကြီးယူလာဖို့လိုတော့တယ်မီနူကတော့ဘာအလုံးမှမလုပ်ဘဲအေးစေးထိုင်နေပိုင်းဒီဘက်မှာတော့ဝါဝါဟာ အလောက်လောက်ချင်းဘိုက်တွေနားလာပိုင်းဘဝကြီးငါတို့ထင်နေဒီလောက်မြေကြီးနဲ့ကြောလောက်လောက်ပြီးထင်နေငါတို့တွေအားလုံးအိမ်ပြန်သိမိထင်နေကာလူကမြေကြီးတွေယူပြီးအိမ်တလုံးပြီးအောင်စားလိုက်ပိုင်းခဏတိုင်းအချိန်မှာနှစ်ကလေး၃ယောက်ကမြေကြီးတွေအများကြီးတည်လာကြပိုင်းကာလူကအိမ်တွေပြီးအောင်စားလိုက်ပိုင်းခဏကြာရဲ့ချိန်မှာလာပါတဲ့မြေကြီးနဲ့လှုပ်ထားတဲ့အိမ်တလုံးရှာသွားပါ යි ။ကဲတငယ်ချင်းတို့ငါတို့ဆောက်ထားတဲ့အိမ်နဲ့ဝင်သွားကြရအောင်။မရသေးဘူး။မင်းတို့ရင အင်းနဲ့ဝင်လို့မရသေးဘူးဒီအင်းကိုအရင်ဆုံးမိခင်မှာဖြစ်မယ်အဲ့ချိန်ကျမှမြကြီးနဲ့လှူထားတဲ့အရာ ပြီးစီမှာမဟုတ်ရင်ဒီအင်းကြီးတဲ့ကိုမျောသွားလိမ့်မယ်ဟာနင်းကလည်းဘာမှမဖြစ်ဘူးဆိုတာငါသိပါတယ်နင်းကိုငါအင်းဆောက်တဲ့နေရာမှာမကူညီပေးလို့ဝင်မို့မပေးရလားဒါပေမဲ့နင်းတို့တွေအားလုံးနားဖွင့်ပြီးနားထောင်ကြပါဒီအင်းထဲမှာငါလည်းနေခွင့်ရှိတယ်ငါဒီအုံနေဦးနေမှာမင်းတို့ရေကာလူပြောတာမှန်တယ်တကယ်လို့ဒီမှာမီးမကင်မဲနေဒီအင်းကကျိုးသွားလိမ့်မယ် ဒီအိမ်ကိုမိခင်ရအောင်မယ်လေမဟုတ်ဘူးဒီလိုလုံးလို့မရအောင်နင်တို့လှုပ်ချင်တာတွေမှုန်နှိုင်းပြီးမှလှုပ်ပါဒီလိုပြောပြီးမိနုကညီကြီးနဲ့လှုပ်တိုင်းအိမ်ထဲဝင်သွားပါရင်ငါ့ကိုဘာများထင်냐လဲမသိဘူးကာလူတွေငါတို့တွေဘာလုပ်ရမှာလဲအခုကတော့ဘာမှလုံးလို့မရတော့ဘူးဟုတ်ပါရင်နေရမကြခင်မှာကလေးမွေးတော်မယ်နင်ကနေတူအိမ်လိုက်ခဲ့ပါအဲ့ချိန်မှာဘဝနဲ့နီလာဟာအိမ်ကိုပြန်သွားကြပါအကူကလူတွေ ဒီမိုးကဘလောက်ကြာဒီမိုးရွာမလဲမသိဘူးနော်ငါတို့တွေအမြန်ဆုံးအစားသာစုဆောင်းမှဖြစ်မယ်အဲ့ချိန်မှာကာလူးနဲ့လာတော့အစားသာစုဖို့အတွက်ထွက်သွားကြပါယရာသီဥတုတရင်အတိုင်းပုံတိုင်းတွေရလေအများကြီးပြင်းထန်စွာရွာသွန်းလာပါယမိနူးရေပျော်ကြိုက်ဘာလုံးမှမလုပ်ရပဲအေးစိနေရပြီပြီးတော့ငါအိမ်သစ်တလုံးလဲရလိုက်ပြီတော်ရီမှာမိုးရီအများကြီးပြင်းထန်စွာရွာသွန်းပြီးမိနူးငကလေးကဘလို့ဒုက္ခရင်းဆိုင်နေရမလဲဆိုတာ အပိုင်းနှစ်ကိုစောင့်မျှော်ရင်အားပေးကြည့်ရှုပေးကြပါအောင်နော်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်